ထူလိုက်တဲ့ကြည့်ရှုနေကြတော့ပြည်တွင်းပြပရဟန်းရှင်လူပြည်သူအလုံးတောကခတ်သိနေအေးကြ၍နှလုံးစိတ်ဝမ်းအေးချမ်းကြပါသည်ယခုအခါယာဒီဆဝင်းတို့ပြောင်းလာတာအောက်တိုဘာလ23ကနေ29ရောက်ရှိလာပါပြီမကြမီတစောင်းမုံတစောင်းတိုင်းပျော်စရာများနဲ့မြိုင်ဆိုသလိုပဲနခတ်တရားဒီစုံကြည့်လာပြီးတော့ တစားမုံလာပြည့်ကြီးကျေတာယာတွေနဲ့ဆုံးပြီးတော့တာယာလှပတဲ့ကောင်းငင်ပြင်းကြီးနဲ့နခတ်တာယာတွေဆုံမဲ့အချိန်မှာဒီအချိန်မှာဖြူလိုက်ဆိုင်ကိုကြည့်ရှုနေကြတဲ့မိသားစုပိဋကကြီးအတွက်ခုနှစ်နှစ်ခုနှစ်နာရာသီပွားကကြမာများအဆုကောင်းဟောပြမှာဖြစ်ပါတယ်ဒီမိသားစုပွား မရာဒီဘွားဆိုတာဖေဖော်ဝါရီ19မတ်20ကြာမှမူဖားသူတွေဖြစ်တယ်။ဒီရာဒီဘွားတွေကတော့ယခုကာလမှာပုံမူတိုးတက်ခြင်းတွေရှိလာမယ်။လူမှုရေးမေတ္တာရေးတွေကံကောင်းမယ်။ငွေရေးကြေးတို့မလူအဖက်သုံးဆွဲမှုတွေရှောင်ပေးပါ။ခပိုင်းနိုင်တခုလူလိန်ခါမှုရှိပါတယ်။စီးပွားလုပ်ငန်းတွေအားကောင်းတယ်လို့ကြားမှရေးရလဲတောင်းတမိပါပဲ။အမှုပညာနဲ့ပတ်သက်တဲ့လူတွေအောင်မြင်တယ်လို့ငွေကြေးများစွာရရှိမှာဖြစ်ပါတယ်။ယခုအချိန်မှာ မိသူတော်ပြဿနာပဲဖြစ်ဖြစ်ဖြေရှင်းနိုင်ပါလိမ့်မယ်။မိကြီး၊ဖကြီး၊ဇနီးသားမယားလင်ယောက်ျားကြားမကြီးဆိုင်ရာတွေမှာတမားတော်နှစ်ယောက်သုံးယောက်ကြာညက်ပြီးအန္တရာယ်ရှိပါတယ်။ဒါကြောင့်အဲဒီတမားတော်ကြီးအရှင်ပြေအောင်မေတ္တာတရားနဲ့ခရုစိုက်ပါ။မိမိဘကဒေါသတရားရှေ့မတော်လိုက်ပါနဲ့။ကြားမကြီးဆိုင်ရာ ပြဿနာတွေဖြေရှင်းနိုင်မှုခွေးစာခိုးစာငါးစာကြွေးပါ။ကလီစာဟင်းတွေလှုပ်ပေးပါ။ဝေးရမယ့်အရာတွေရတော့ နတ်ပြာအဖြူခဲရောင်ကြက်သွေးရောင်များနဲ့ကြည်ပြာရောင်များဖြစ်ပါတယ်။၅၈၆ပတ်လဲမွေးနေ့နဲ့တနုံနေ့မှာထီထူးပါခုံတော်ကူပါတပားတပတ်ကူပါစိတ်ပါတာမုတ်တိကာတာတော်စီရွတ်ပါအိမ်ထဲမှာရှိတဲ့ထီးပြက်ဖနာပြက်မှာလူကိုတစိတ်အစ်တင်များဖယ်ပါကန့်လန့်ခံနေတဲ့နေရာစီရွှေပြောင်းပြီးနေရာအိတ်လို့ရရင်အိတ်ပါအိမ်တန့်တော့အောင် ပိပထာမြရွတ်တာဖရာအနေစာတင်တာဒါမှမဟုတ် TV ဒီကက်ဆက်တွေကဆရာတော်ဖရာကြီးရဲ့ဓမ္မတန်တွေဖုံးလန်းအောင်ဖွင့်ပြပါအားလုံးသောမိရာဒီဘွားမိသားစုများဘေးရန်ကင်း၍တစောင်းတိုင်းပွဲတော်ကြီးနဲ့အတူကျမ်းမာချမ်းသာကံကောင်းကြပါစေ thank you